ရွှေဆိုင်ပန်းရှင်တည်သားနဲ့လက်ထတော့မယ်ဆိုတဲ့အပေါ်မှာအမှန်တိုင်းဖွင့်ဟလာတဲ့ရွှေ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 ကကလေးတယောက်ဆောင်အနေနဲ့ရှမ်းရှမ်းတောက်ကိုအောင်မြင်ခဲ့တာကြောင့်ပြိသက်တည်းရဲ့အမြင်မှာကလေးလေးတယောက်လို့သာမြင်နေတာဖြစ်ပါရင်ဒါပေမဲ့ရွှေရွှေကအချိန်နဲ့မျှရွှေရောက်လာပြီဖြစ်တယ်လို့အခုဆိုရင်အိမ်နာပြုတ်တဲ့အရွယ်တစ်ခုကိုလည်းရောက်ရှိလာပါပြီအပြိုဟိုင်းကြီးရွယ်မဟုတ်သေးပေမယ့်စေချင်တုတ်သက်ကအိမ်နာပြုတ်တဲ့အရွယ်တစ်ခုကိုတော့ရောက်ရှိလို့နေပါပြီ ဒါပြင်ယူယွန်းကချီရင်နဲ့ပတ်သက်ရင်လည်းရင်ခုန်စစ်လို့ရှားတဲ့စိတ်ပြေရှိကအသက်20ဝန်းကျင်ရွယ်ကလေးကချက်တူထားခဲ့တာပါစီတီဝင်းနဲ့ချက်တူတွေဖြစ်ခဲ့ကနားရက်စရာအတန်ဖိုင်ချို့ပါပြန့်နေခဲ့ပူပါရီဒါကယူယွန်းအတွက်တတိလက်လို့အမှားတစ်ခုဖြစ်တာမို့အချီရင်နဲ့ပတ်သက်ရင်လူသိမခံတော့ပဲ နေမယ်လို့အများကထင်နေကြတာပါ။ဒါပေမဲ့လည်းရှိုးရှိုးကသူ့ရဲ့ခြေရေးကိုပွင့်လင်းမြင်သာစွာချပြရတာကိုသာသဘောကျတာပါ။ဒါကြောင့်မလို့လေလက်ရှိမှာတွဲနေတဲ့ချစ်သူကောင်းလေးကိုလူသိရှင်ချချပြလာခဲ့ပါသေးတယ်။ရှိုးရှိုးကပြီးခဲ့တဲ့လလောက်ကစပြီးအနုပညာလောကရဲ့ကိုအစိုးရတအူးနဲ့ချစ်သူတွေဖြစ်နေကြတာပါ။ ရုံရုံရဲ့ချစ်သူကောင်းလေးကတာမန်တိုင်ဝိုင်းခဲ့ရမဟုတ်ပါဘူးမိဘတွေကရွှေဆိုင်ရနာပိုင်ရှင်တွေဖြစ်တယ်လို့ပတ်စံရှိတိုင်ဝိုင်းတွေကဆိုရင်ပုံမှန်ပါတယ်ဒါကြောင့်လဲရုံရုံကရွေးချယ်မှုမှန်ကန်ကမိခင်ဖြစ်သူရဲ့သဘောတူညီချက်နဲ့လူရှိမှာပါပေါ်ပေါ်ထင်ထင်တွေ့လို့နေတာဖြစ်ပါတယ်ဒါရီမကာဒီပဲနဲ့ရုံရုံကအခုလက်ရှိချစ်ရေးမှာအရန်ကိုပျော်ရွှင်လို့နေတာပါအနုပညာလောကကအတိမိတ်စေရဲ့ပွဲရီကိုဆိုရင်လဲချစ်သူကောင်းလေးကိုလက်ချင်းချိတ်ကသွာလာနေတာပါဒါကြောင့်မလို့လဲရုံရုံကချစ်သူကောင်းလေးနဲ့လက်ထက်တော်မေလို့သတင်းတွေထွက်လာခဲ့တာပါရုံရုံကလက်ရှိ မှာအသက်25နှစ်ရှိပြီဖြစ်တာမို့လက်ထက်မယ်ဆိုရင်လက်ထက်လို့ရှားတဲ့အရွယ်ဆိုရင်လည်းမမပါဘူးတကယ်လက်ထက်တော့မယ်ဆိုပြီးဒီပညာရှင်ချစ်ချင်းကတောင်းထင်နေကြတာပါတပတ်ကအကောင်လေးကအခြေခံသူတယောက်ဖြစ်ကအလုပ်ငန်းတွေလည်းရှိပေမဲ့ရုံရုံကလက်ထက်ဖို့စီစဉ်မရှိသေးပါဘူးလက်ထက်တော့မယ်ဆိုရင်တည်င်းကအမားတစ်ခုသာဖြစ်တယ်ဆိုပြီးတိတ်ချကိုရှင်းလင်းလာခဲ့တာပါရုံရုံကချစ်သူကောင်လေးနဲ့လက်ထက်မယ်အကြောင်းကိုလည်းမတိုင်ပင်ထားသလို လက်ရှိအချိန်တော့တွဲမှာတော့လက်ထက်ဖြစ်မှာမဟုတ်ပါဘူးခြေသူပွားနဲ့သာပျော့ပျော့ရွှင်ရွှင်ဖြစ်တဲ့နေကြတာပါဒါပြင်ရုံရုံကလက်ရှိအချိန်မှာတော့ရန်ကိုပျော့ရွှင်နေရတာပါခြေသူကောင်းလေးကလည်းသူမကိုပျော့ရွှင်အောင်ထားပေးတာကြောင့်မှဒါပြင်ရုံရုံကအတိတ်မှလည်းမပိတ်မိနေသလိုအနာဂတ်အတွက်လည်းပူပင်နေတာမျိုးမရှိပါဘူးလက်ရှိပြည်စုံပဲမှာသာပျော်ရွှင်အောင်နေထိုင်နေတာဖြစ်ပါရင်ရွရွာခုနာပိုင်းမှာအနုပညာလုပ်တွေလည်းတိတ်မလို့ဖြစ်ပါဘူး။ကလေးဘွားမှာရန်ကိုအောင်မြင်ခဲ့တဲ့ကလေးတယောက်ဆောင်ဖြစ်ခဲ့တဲ့အတွက် အရွေရလာချိန်မှာပရိသတ်တွေရဲ့အမြင်ကိုပြောင်းလဲဖို့ဆိုတာခက်ခဲနေတာကြောင့်ပါဒါကြောင့်မလို့ယူယွန်ကလူကြီးတယောက်ဆောင်ဖြစ်လာချိန်မှာထိုက်တဲ့အောင်မြင်မှုမျိုးကိုတော့တိတ်မရရှိသေးပါဘူးသူနေနဲ့စီဝါရေးလုပ်ငန်းဘက်ကလည်း အယုံစိုက်နေတာပါမိဘတွေရဲ့စီးပွားရေးလုပ်ငန်းကိုအယုံစိုက်ဖို့သာအဓိကရွေးချယ်ထားတာပါလက်ရှိမှာတော့ရွရွံကချစ်သူကောင်းလေးရဲ့သချင်းတွေမှာတရုတ်ဆောင်ဘေးကအလုပ်တွေတူတူလုပ်လို့နေတာပါပရိသတ်ကြီးရောရွရွံကိုဘယ်အသက်အရွယ်မှာလက်ထပ်စီခြင်းလဲဆိုတာပြောခဲ့ပေးပါအောင်ရှင်အစုံဒီကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အားပေးနှဆိုင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတာမေတ္တာကလေးလက်ဆောင်ပိုင်းနေပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ချင်ပါတယ်ကျမတို့ရဲ့ပေလေးကနေပြီးတော့နောက်နေ့ဒီမှာ လည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီရီနုပညာရှင်တွေရဲ့အကြောင်းအနေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။